မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဦးစင်းရဲ့ဆွေတော်မျိုးတော်များအလုံးဦးစင်းကတော့ဟိတေတီဆရာတော်ပါ။တရားရှိမဲ့ဘုရားစိတ်ငြိမ်ရာကအခဖြောင်းမဲ့ထာဝရပလင်ခွေဝင်သည်ထွက်သည်မပြတ်သည်တည်မြဲပါစေ။ တတိရှိခါပေါ်မြခါခန္ဓာပေါ်လိမ့်မေတဲ့ခန္ဓာပေါ်တိအာယုံမိတတိမပြတ်ရှိပါစေဝိရိယတင်ငါမခင် စင်ရှင်ရှုသည်မြေပါစေရှုသည်မြေကလက္ခဏမောရှမြင်ရမေတဲ့ လက္ခဏာမြေညံအားရွှေခန္ဓာကိုယ်ပင်မုံလိမ့်ပေမုံညံဝင်လျင်လွဲ့မြောက်ရှင်မဲခင်တွင်တွင်ပေါ်လိမ့်မေမဲခင်ပေါ်ကညံစိန်တက်ဝက်ကထွဲ့မြောက်ရလိမ့်မေဝက်ကထွဲ့မြောက်နိဗ္ဗာန်ပေါက်စင်းရဲကုန်ရာရောက်လိမ့်မေတဲ့ဆရာတော်တွေကအဲ့လိုမျိုး အချက်ကလေးဆေးရှက်ပေါ့စိတ်ညာရက်ကိုကန်ပြီးတော့ခါကိုဖြောင်းဖြောင်းမမထားပြီးတော့တအားကြီးလေးဖြောင်းစရာမလိုဘူးတအားကြီးလေးမက်စရာမလိုဘူးခူကပုံမှန်ထိုင်နေတဲ့အနေထားလောက်ပဲနော်စိတ်ညာကခါဖြောင်းမထိုင်ရပလင်ခွေဆိုတာ ဝင်သည်ထွက်သည်မပြတ်သည်တတိမြေပါစေတဲ့ဝင်တိုင်းသည်မဲ့ထွက်တိုင်းသည်မဲ့တတိမြေအောင်ဝင်လေကိုသည်မဲ့ထွက်လေကိုသည်မဲ့သိပေးထားမင်ပေါ့ဒါမသိနိုင်ဘူးဆိုရင်ထွက်လေဒီနေ့သုံးဝင်လေဒီနေ့သုံးဒါကဏနာနိပေါ့ကဏရေထွက်ဒီနိဒါအစစာလေးစားတရားမဲ့မဲ့ယောဂီတွေကိုနိအဆရာကြီးတွေအတွက်ကြတော့ ဒါဒီဟာတွေမလို့တော့ဘူးဆရာကြီးတွေကကြတော့အတွေ့အကြုံရင်းတဲ့လူကကြတော့ကိုကစိတ်ကိုပဲစောင့်ကြည့်နေတာအခုကတမာတိထူထောင်တဲ့အပိုင်းမှာတခါမှမမဲ့ဘူးတွေယောဂီတွေအတွက်ဝင်သီးထွက်သီးမပြတ်သီးတတိမြေပါစေတဲ့တတိရှေခါပေါ်မြခါခန္ဓာပေါ်လိမ့်မယ်တဲ့တတိယရှေကြီးအကြာကြီးပေါ်မြလာတဲ့ခါခန္ဓာပေါ်လိမ့်မယ်တဲ့ အခုထိုင်နေတာကဥဒုဇယုတ်ကလက်ကြီးကန္တာဆိုတာကဖောက်ပြန်တဲ့သဘောနော်မေတ္တာတဲ့သဘောခံစားတဲ့သဘောဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောမေတ္တာတဲ့သဘောပြုပြင်တဲ့သဘောသိနေတဲ့သဘောဒါခန္ဓာ၅ပါးခန္ဓာပေါ်လိမ့်မယ်တဲ့ခန္ဓာပေါ်သည့်အာယုံမိတတိမပြတ်ရှိပါစေတဲ့ခန္ဓာပေါ်တာကိုသိပေးနေရမယ် မနေတဲ့အကြောင်းအရာတွေသိညက်ခန္ဓာတွေပြက်နေတယ်သိနေတာတွေတခုပြီးတခုအစားထိုးနေတယ်အဲ့ဒါခန္ဓာပေါ်သီးအာယုံမိတတိမပြတ်ရှိပါစေတဲ့ဝိရိယတင်ငါမဲ့ဂိန်စင်ချင်းချူသည်မြေပါစေတဲ့ကိုကစာတက်တက်မတက်တက်တရားမနေတွေဆိုတာမဲ့ဂိန်ငါပါပါပါတယ်တဲ့နော်အာသီလမဂ်ဂင်၃ပါးသမာဓိမဂ်ဂင်၂ပါး ါပြီးသားတဲ့เนาะရလာမှာကပြင်းသီလမဲ့ခင်၃ပါးရလာမှာဖြစ်ပါတယ်တဲ့အခုသမာဓိမဲ့ခင်နဲ့ပညာမဲ့ခင်၂ပါးနဲ့သမာဓိမဲ့ခင်၃ပါးနဲ့၅ပါးနဲ့ပေါ်များနေတာဖြစ်ပါတယ်တဲ့เนาะရကန္တာပေါ်သည့်အာယုံမိတ္တိမပြတ်ရှိပါစေတဲ့ဝိရိယတင်ငါမက်ခင် စင်ချင်းချူးတိမြေပါစေတဲ့ ကျူးသီးမြေကလက္ခဏာမုတ်ရှာမြင်ရမေးတဲ့အဲ့လိုမျိုးမဂ်ကင်၅ပါးနဲ့ရှုလာတဲ့အခါလက္ခဏာလက္ခဏာဆိုတာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာတွေကို မြင်လာမှာဖြစ်တယ်။နော်ဒါအဖြစ်ပြနေတဲ့သဘောဒါဆင်းရဲနေတဲ့သဘောဒါအဆူမရတဲ့သဘောကိုမြင်လာမေးတဲ့နော်ဒါရှုသီးမြေကလက္ခဏာအမုတ်ရှာမြင်ရမေး လက္ခဏာမြင်ဉာဏ်အရွှေခန္ဓာကိုပဲမုံလိမ့်မယ်တဲ့လက္ခဏာတွေမြင်လာတော့ဒီခန္ဓာ၅ပါးကိုမုံလာမှာပေါ့ပြန်ခံစားမေတ္တာပြုပြင်သီဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးကိုမုံလာမှာမုံဉာဏ်ဝင်လျင်လွဲ့မြောက်ရှင်မက်ကင်တွင်တွင်ပေါ်လိမ့်မယ်တဲ့မုံဉာဏ်ဝင်လာမှာမက်ကင်တွေပေါ်လာမှာတဲ့ မက်ဂင်ဘောကညင်စင်တဲ့ဝက်ကထွံ့မြောက်ရလိမ့်မယ်မက်ဂင်တွေပေါ်လာမှညင်စင်တွေတက်လာမှတဲ့နော်မက်ဂင်ဘောကညင်စင်တဲ့ဝက်ကထွံ့မြောက်ရလိမ့်မယ်တဲ့ဝက်ကထွံ့မြောက်နိဗ္ဗာန်ပေါက်ဆင်းရဲကုန်ရာရောက်လိမ့်မယ်တဲ့ဒါမျက်လုံးမိတ်ပြီးတော့တိုင်တွေသဖို့မှာဆေရှက်ပေါ့မျက်လုံးဖွင့်လာတဲ့အခါကျတော့တွဲလေဝင်လေမက်နေလို့မရတော့ဘူးလေ မျက်လုံးဖွင့်လာတဲ့အခါမှာအစင်းနဲ့မျက်စိနဲ့တိုက်တိုက်မှာဒါမြင်စိတ်ပဲငါမြင်နေတာမဟုတ်ဘူးဒါမြင်စိတ်ကလေးပဲသိပေးရမယ်မြင်စိတ်ကလေးဟာတစ်ခုနဲ့တစ်ခုမတူဘူးမြင်စိတ်ကိုစိတ်ကိုမတူတာကိုဘယ်လိုမျိုးသိနိုင်လဲဆိုရင်ကြည်လေအစင်းကိုကြည်တာနဲ့ဒီကအစင်းကြည်တာနဲ့ဟိုကအစင်းကြည်တာနဲ့ခံစားမှုသဘောတွေတူသေးလား မတူဘူးဆိုတာခန္ဓာပြင်းနေတာမေတ္တာနေမှုသဘောတူသေးလားမတူဘူးဆိုတာအနေစားပေါ့ဒါကြားတဲ့သဘောတွေကြားပြီးအမှန်နဲ့နာနဲ့တိုင်လို့ကြားတဲ့သဘောတွေဒါခန္ဓာတွေပဲလေနော်ကြားနေတယ်ဆိုတာအမှန်သည်ယုတ်တရားနော်နာလေယုတ်တရားပေါက်ဆက်လိုက်တော့ကြားစိတ်သည်နံတရားဖြစ်ပါတယ်နော်အဲ့ဒါ